မောလိဝဒပညာရှင်စုစုဆန်ပေးဆုံးသွားတာတေချာသွားပြီဖြစ်တဲ့အတွက်တနိုင်ကန်လုံးကတောင်းသူလူသမားတွေရောပြည်သူတွေရောကြီးမားတဲ့ဆုံးရှုံးမှုကြီးကိုခံလိုက်ရလို့မခံမရနိုင်ဖြစ်နေကြပါရဲ့ဒီငလင်ဟာမြန်မာတပြည်လုံးကိုဒုက္ခကြီးမားအောင်လှုပ်လိုက်တဲ့ငလင်ပဲဖြစ်ပါရဲ့မြန်မာပြည်သူတောင်းပေါင်းသိန်းပေါင်းများစွာရဲ့အသက်အိုးအိမ်စည်းစိမ်တွေကိုနှုတ်ယူနေပြီလေဖြစ်ပါရဲ့ဟိုလရှိကျွန်တော်ကြားရသလောက်ဒီဆုံးသူဥယေဟာစက္ကန့်ပြီးစက္ကန့်မြတ်တက်လေရှိနေပြီးတော့ ကမ္ဘာနိုင်ငံအသီးသီးကကယ်ဆေးသမားတွေကလည်းအရေးပေါ်ကယ်ဆေးဖို့ရောက်ရှိလာခဲ့ကြပြီလေဖြစ်ပါတယ်။စုစုဆန်ကတော့အားလုံးလေးတိကျပါရီတိကျမှန်ကန်စုစုဆန်ပါ။လူခမ်းမန်းနာမှန်သမျှကမိုးလေဝသနဲ့ပတ်သက်ရင်ခမ်းမန်းနာမှန်သမျှကအရန်ကိုမှန်ကန်တတ်တာကြောင့်အတောင်သူလေသမားတွေအတွက်တော့တကယ်ကိုမှကျေးဇူးရှင်လို့ဖြစ်နေပြီလေဖြစ်ပါတယ်။စုစုဆန်ဟာအင်မတန်အမောင်မြန်မာပြည်သူပြည်သားတွေအတွက်အရန်ကို အားကိုးရပါရီ။မိုးနိုင်ကြီးတစ်ခုလာမယ်ဆိုရင်လည်းပဲရေကြီးမယ်ဆိုရင်လည်းပဲသူကအမြဲတမ်းခမ်းမန်းပေးတတ်ပါရဲ့။ စုစုဆန်ကယောက်ျားကြီးမိန်းကလေးမဟုတ်ဘူးဆိုပြီးတော့ဘာညာအားလုံးကဖော်ထုတ်ခဲ့ကြပါမယ်လေစုစုဆန်ကိုရိုင်းကနောက်ပိုင်းမှာသူကိုရိုင်းကသူဟာယောက်ျားကြီးဖြစ်ကြောင်းကိုဝန်ခံသွားခဲ့ပြီးတော့အများကလေစုစုဆန်ကယောက်ျားဖြစ်သည်ဖြစ်စေမိန်းမဖြစ်သည်ဖြစ်စေကျွန်တော်တို့ပြည်သူတွေကအဲ့ဒါတွေကိုဂယူမဆိုင်ပါဘူးဆိုပြီးတော့စုစုဆန်ကိုအားပေးခဲ့ကြရတယ်ဖြစ်ပါတယ်စုစုဆန်ရဲ့အမြင်ရင်းကဦးထွန်းလောင်ဖြစ်ပြီးတော့အသက်60နှစ်ရှိပါပြီ။စုစုဆန်ဟာ အခုမလီတိုင်းဒေသကြီးမောင်ကလေးလှူရှာမှုကြောင့်လှုပ်ခတ်မှုကြောင့်ငကိုကလေးကအသက်အရွယ်ကြီးလာသည်နှင့်အများနှလုံးယောဂအခန်းရှိတော့လုံးဝမခံနိုင်တော့ပဲနဲ့နှလုံးရက်ပြီးတော့သေဆုံးသွားခဲ့ရတာပဲဖြစ်ပါတယ်။သူရိမိသားစုဝင်တဲ့ကိုလုံးကလေးအတီးပြူထားလိုက်ပြီးလေဖြစ်ပါတယ်။စရိမဂူဂူဟာလေးဆုဆုဆန်ရဲ့တပြည့်အရင်ဖြစ်ပြီးတော့စရိမဂူဂူကိုရင်ကဒွိဆရာဖြစ်တဲ့ဆုဆုဆန်ခေါ် ဦးထွန်းလအောင်ကသေဆုံးသွားပြီဖြစ်ကြောင်းအသိပြုထားဖြစ်ပါတယ်အခုလိုမျိုးစူးစမ်းသေဆုံးသွားတာတခြားရဲ့အတွက်တောင်သူလေသမားတွေပြည်သူတွေကတော့ဝလူဝသားသဘောဝဘီအန်ဒီရီနဲ့ပတ်သက်လာလို့ရှိရင်ကုရမဲ့တို့ခန်းစားနေကြပြီလေဖြစ်ပါတယ်ဗျာစူးစမ်းဟာ Facebook မှာလည်း follower တန်းချီရှိပြီးတော့အရန်ကမှလူသိများတဲ့ဝလူဝသားခမ်းမန်းတဲ့ဝလူဝသားပညာရှင်သူပဲဖြစ်ပါတယ်အခုတော့မြန်မာပြည်သူတွေဟာခုကိုရမဲ့တို့မျိုးဖြစ်သွားကြရပါပြီဗျာ